မမကျွန်တော်ရဲ့သားကိုဒုက္ခဝေဒနာနဲ့ယဉ်သိပြီးသူမွေးပေးတယ်။နောက်ထပ်မွေးပေးဖို့မညှို့ညင်တဲ့အဖြစ်အဲ့ဒီမယားကောင်မိခင်ကောင်ရဲ့ရုပ်ပုံကို ကျွန်တော်အမြဲချစ်နေမှာပဲ။ဘလို့လို့ပြီးအချစ်ပြည့်ပြည့်နိုင်မှာလေ။ပြီးတော့အထင်မလွဲပါနဲ့။တယောက်နဲ့တယောက်တူမှချစ်ခင်ပေါင်းသင်းနေနိုင်မယ်မဟုတ်ပါဘူး။အများကြီးတူရင်ပိုပြေဖြစ်တာပေါ့။ဒါပေမဲ့မတူပေမဲ့လေတယောက်ကိုတယောက် နားလည်ရင်ယူသိရင်အတ္တမများလို့ရင်ငြိမ်းချမ်းစွာ အတူနေနိုင်တာပါပဲအတ္တမရှိဘဲချင်းရမယ်ဆိုတာကတော့မူတဝါဒပေါ်ရှင်မူတဝါဒပေါ်အဲ့ဒီလိုပြောတာဟာလေအတ္တများလို့လို့သာဖြစ်ရမယ်အတ္တမရှိဘဲလူဟာ အသက်မရှင်နိုင်ပါဘူးအတ္တကိုချစ်ပဲချင်းရမယ်ဗျတနာတော့မတနာနဲ့ဆိုတဲ့စကားတောင်ရှိတယ် တခုတော့ရှိတယ်ကိုကိုကိုချစ်တာနဲ့ကိုနဲ့အနည်းဆက်ဆုံးလူကိုချစ်တာနှစ်ခုဟာပြည့်ပြည့်စီလျော်နေဖို့ကောင်းတယ်စင်မနေစီရဘူးတိတ်လွယ်ရောတော့မဟုတ်ဘူးပေါ့ရှင်အထုသဖြင့်ရှင်ပြောလို့တွေးဝင်နေကြတဲ့အများသောလူတွေဖို့ပေါ့အဖြေတခုတော့ရှာတွေ့နေပြဘူးသူကစိတ်ထက်တယ်ဆိုတာပြောလိမ့်ဤသူရှေ့သူခိုင်းတဲ့ဖြင့် စပင်များနဖူးပေါ်သို့ပုံမူပြန်ဝဲချလာပြန်လေ၏သူကပင့်တင်မှုတရိယဟံမတူဖြည့်တည်မြသောခေါင်းမှသောစပင်များနဖူးပေါ်ဖုံးဦးလျက်ပင်ပြောလေ၏ဟတ်စလီရဲ့ဝတ္ထုတပုတ်ဖတ်ဖူးရေဗျဒီဆိုင်ရေးဆရာကိုငငယ်ကတော့ကြားရသားကြီးလာတော့လေညင်းငွေသွားတာပါပဲဒါဗီမင်း သူတေကန်ကြီးရေးခဲ့တဲ့ဝတ္ထုတပုတ်ကမစိုးပါဘူးဗုဒ္ဓဘာသာတရားတော်အကြောင်းတော်တော်ဆွေးနွေးသွားတယ်ဒါပေမဲ့ဘဝတဏပြည့်ရမယ်ဆိုတာကတော့သဘောပေါက်သွားမှာမတူဘူးသူဗုဒ္ဓဘာသာနားလည်ပုံကတေကန်ကြီးလူမမာဘဝကိုကောင်းအောင်ပြည့်ယူပေးတာခြေစီတီးပေးတာလောက်ပဲရှိတယ်လို့ကျွန်တော်ထင်တာပဲသူရဲ့ကျွန်းဆိုတဲ့စာအုပ်ထဲမှာအိမ်ထောင်ကိစ္စကို ဖြည့်ရှင်းမှုစူးစမ်းတယ်မိဘနဲ့သားသမီးတို့ဆက်ဆံရေး လင်းနဲ့မြားဆက်ဆံကြီးတွေကိုရေးတယ်။သူ့ကျောင်းမှာစီးပွားရေးအရာဖြည့်စုံတာရနေတယ်။မိဘနဲ့သားသမီးကြားမှာပြိပက္ခဖြစ်ရင်ဖြည့်ရှင်းကြီးကငွေစားမိဘငွေစားသားသမီးဆိုတာတွေထားကြတယ်။သားသမီးတစုံတစ်ယောက်ကကိုမိဘနဲ့မစင်းလျော်ရင်ပြောင်းလဲနေတိုင်းကိုငွေစားမိဘတွေစေစုံလို့ရှိကြတယ်ဗျာ။ ဆွေမျိုးမိသင်္ကဟာတွေကဖြစ်မှာပေါ့ဗျာအဲ့ဒီနေအားဖြင့်မိဘနဲ့သားသမီးတွေဟာတင့်တင့်လျောက်ပတ်စွာနေထိုင်ကြတယ်ဒါပေမဲ့လင်းနဲ့အများကိစ္စကြတော့စာရေးဆရာကတတိမရှိတော့ဘူးထင်တယ်အစင်မပြေလေသီးခံနေကြယုံမင်းအလုံးစုံခွဲခွာနေကြယုံမင်းလို့ဆိုခြင်းဟန်တူတယ်ကျွန်တော်စဉ်းစားနေတာကြာပြီအကြံတစ်ခုရတယ်ရေဗျလက်တက်ထင်းချင်းဆိုတာ ျွန်တော်ပြောခဲ့မှုသလိုပဲအချစ်ဆိုတဲ့ပုံပြင်မှာမိမနဲ့ယောက်ျားချစ်လို့အတူနေခြင်းလို့ရင်းနှီးခြင်းလို့ပြုရတဲ့အမှုတစ်ခုသာဖြစ်တယ်။အချစ်ဆိုတဲ့ပုံပြင်ရဲ့အဆုံးသတ်မဟုတ်ဘူးအဆသာဖြစ်တယ်။ဒါပေမဲ့ခုဖြစ်နေတာကလက်ထက်ထင်းများခြင်းဟာကြောက်စရာကောင်းတဲ့အနှောင်ဖွဲ့ဖြစ်နေတယ်။မှားရင်ပြင်းများလောက်အောင်သို့မဟုတ်အဲ့ဒီနေပါခိုင်မာတဲ့အဆောက်အုံဖြစ်နေတယ်။ ခရစ်ယာန်တွေပို့ဆိုရင်ဘာသာတရားကိစ္စပါဖြစ်နေတဲ့အတွက်ပို့ဆိုတာပေါ့ဒါကြောင့်လေလက်ထက်ထင်ညာခြင်းဟာအသွင်သစ်တွေကိုအမျိုးမျိုးဆောင်လာတယ်မတမာသူတွေရဲ့လက်နက်ဖြစ်လာတယ်အဲ့ဒီလိုမဖြစ်ထိုင်ဘူးဗျာကျွန်တော်စိတ်ကူးမိတာကထင်ညာလက်ထက်ခြင်းဆိုတာဆိုပါတော့ဗျာရှင်းနေပဲဆင်းနေပဲစသည်ဖြင့်တည်မြဲစေရမယ် အဲ့ဒီနှစ်ပိုင်းခြားစိတ်ရင်အလိုလိုပြီးဆုံးသွားရမယ်အလိုလိုလင်မယားဘဝရက်ဆဲရမယ်ပြီးဆုံးပြီးသည့်နောက်မှာလင်မယားရဲ့လူပေါင်းတင်လာဖို့သူနှစ်ယောက်ဟာနှစ်ဦးသဘောတူဖို့ဗျာပြောနေစရာမလိုပါဘူးဆုံးဖြတ်ရမယ်ဂျင်းနဲ့ရင်ဂျင်းနဲ့တလူမဂျင်းနဲ့ရင်မဂျင်းနဲ့တလူခင်းရလက်ထက်ချင်းကိုဆက်လက်တည်တဲ့စီရင်ဒါမှမဟုတ်ရတန်းကပဲရက်တော့မယ်ပေါ့ဗျာဆုံးဖြတ်ရမယ်ဆက်လက်တည်တဲ့စီမေဆိုတာလေ ကာလအပိုင်းခြားတော့ထားတဲ့သေးတယ်ထင်တာလေရှင်းနေ၁၀နှစ်စသည်ဖြစ်ပေါ်အဲ့ဒီလိုဆိုရင်လင်းနဲ့များဟာလွတ်လပ်ခြင်းကိုမနီးမွေးမှမြင်နေတော့အယုသေးတဏ္ဍာတို့နိုင်လိုမင်းထက်လောက်တာတို့နေသွားမယ်သီခံနိုင်စွာနဲ့ရှိလာမယ်လွမြောက်ခြင်းလို့မကောင်းကြံတာလေလျော့သွားမယ်လင်းများကွာရှင်းခြင်းဆိုတဲ့ပြဿနာလေးနေမယ်မိမတို့ရဲ့အခွင့်အရေးတိုးလာတာလေဖြစ်တယ်ဗျာ ဒီဥပဒေဖြစ်ရေးကိုမိမနဲ့ယောက်ျားဘသူတွေကပိုကန့်ကွက်မယ်ထင်တယ်လေဘဲနဲ့လေကျမကမျက်စိများကိုခဏမိထားလိုက်ပါသည်ကျမစဉ်းစားချင်ပါသေးသည်ပြီးတော့သားသမီးများဟုတ်တယ်သားသမီးတွေကိုဘလို့လုပ်မလဲရှင်ပြောသလိုရှင်းနေစနေဆိုတဲ့အချိန်မှာကလေးပဏီအောင်ရနိုင်မလဲသူတို့ဟာမိဘနှစ်ပါးဥပဒေအရအလိုလို꿰သွားတဲ့အခါဘယ်သူနဲ့နေမလဲဘာလုပ်ကြမလဲ သူတို့ရဲ့စိတ်ဆင်းရဲခြင်းချမ်းသာခြင်းဆိုတာကိုအိမ်တော်ပရိုဂရမ်ဖြစ်သွားတဲ့အခါအေးမားနေပြီဟူသူကထုံးစံတိုင်းရင်သာစွာဆိုပါသည်အိမ်တော်ပရိုဂရမ်ဖြစ်တဲ့လူကိုဆိုလို့မရတော့ဘူးဥပဒေကလှုပ်ထားပြီးနေစဉ်ဖြစ်နေတဲ့လူမှုရေးစနစ်ကလက်ခံထားတဲ့ကိစ္စဆိုတော့လက်ထက်ချင်းဟာစင်နစ်ပဲခံနေဆိုတာကို ခလူတွေကလည်းငွေကလေးကလက်ခံလာပြီး နင်းနေမှာဆန်းတဲ့ကိစ္စမဟုတ်တော့ဘူးသာသမိရေအတွက်ကတ္တတာလေးလုံးရမှာပေါ့ရှင်းနေစနေပြေလို့အလိုလိုပြီးဆုံးတော့မယ့်အချိန်မှာခလေးထပ်မွေးရင်လေသူတို့လင်မယားဟာဆက်လက်တည်မြဲဖို့ဆုံးဖြတ်ပြီးသားလူတွေပဲဖြစ်ရမှာပေါ့ရှင်းနေစနေတာကြားတဲ့လက်ထက်ချင်းမှာခလေးတွေဟာနှစ်ယောက်ထပ်ပို့ဖို့မကောင်းဘူးပေါ့ဒီခလေးနှစ်ယောက်အတွက် မိဘနှစ်ပါးလုံးရောအစိုးရရောတာဝန်ယူရမှာကတော့ပြောနေစရာမလိုပါဘူးခုလည်းဒီလိုပဲမှုန်လားအရေးကြီးတာကအေးပြောတဲ့ကလေးတွေရဲ့စိတ်ဆင်းရဲခြင်းချမ်းသာခြင်းဆိုတာပါကျွန်တော်ပြောပြပြီးဥပဒေအရလူလူပြည့်ပြည့်ရခြင်းဖြစ်တော့လူမှုရေးစနစ်ကလက်ခံထားပြီးသားဖြစ်တော့ဒီပြဿနာရှင်းသွားတာပါပဲထားပါတော့ ဒါပေမဲ့ရှင်းရဲ့လက်ထက်ထင်များခြင်းကမလွဲမသွေကွဲကွာရမှုကိုအရင်ခံထားတဲ့လက်ထက်ထင်များခြင်းဖြစ်မနေဘူးလားဖြစ်မနေပါဘူးဟုသူကမြင်းမြန်စွာဆိုလိမ့်၏ဆယ်နှစ်တခါရင်နာပြီးစဉ်းစားကြဖို့အခွင့်အရေးပေးတာပါပဲမကွဲပဲနေခြင်းရတာပဲဗျာတသက်လုံးဆွေးမြဲနေတာကိုနည်းနည်းလေးမှခန့်ကွက်ထားတဲ့သဘော ဘာမှမပါတာပြီးတော့လင်မယားဖြစ်နေတိုင်းချင်းဟာလက်ဦးသဘောတူကိစ္စများသာဖြစ်တယ်ဆိုပြလိုက်တာပဲလင်ရောမယားရောကိုညီမျှတဲ့အခွင့်အရေးပေးလိုက်တာဖြစ်တယ်လင်ကမယားကိုမယားက လင်ကိုလက်ထပ်ထင်းများခြင်းပေါ်မှီပြီးဖိနှိပ်ဆိုးမိုးတာကိုဖျက်ဖို့ကြိုးစားတာကိစ္စဖြစ်တယ်လေကိစ္စကိုပိုလွတ်လပ်စေတယ်လို့ကမဆိုနိုင်ဘူးလား လိန်ကိစ္စနဲ့ဘာမှမဆိုင်ပါဘူးလိန်စိတ်ဆိုတာကကြီးမားတဲ့အင်အားတည့်ရဲ့ပဲသူ့ကိုလက်ထက်ချင်းဂုံတီးဥပဒေဆိုတာတွေကပြိပင်တားဆီးလို့ရတာမဟုတ်ဘူးလိန်ကိစ္စလွတ်လပ်ခြင်းတဲ့သူဟာသူ့ဘာသာနည်းလမ်းရှာလာတာပဲလက်ထက်ထင်းများခြင်းဥပဒေတစ်ခုပြောင်းလိုက်ရုံနဲ့လူမျိုးမျိုးရဲ့လိန်ကိစ္စမျိုးမျိုးဟာပြောင်းလဲမသွားပါဘူးတခုပဲပြောနိုင်တယ်အလိုရှိသလိုပေါ့လေဥပဒေပေါင်းတွင်းကနေပြီး လင်းသိပ်များသည့်ပြောင်းလဲယူဖို့ခွင့်ရရတဲ့နီလန်းပေါ်ဒါလည်းကောင်းတဲ့ခွင့်ရလို့ထင်ပါတယ်ပြီးတော့လူတွေကိုအနည်းဆုံးရိုးဖြောင်းစေတဲ့နီလန်းလို့လည်းခေါ်နိုင်တာပေါ့အကြောင်းကြောင့်ကြောင့်ဥပဒေကြောင့်လူမှုရေးစနစ်ကြောင့်အောက်ဤတိခံပြီးမချီပြူနိုင်တော့တဲ့လင်းကိုဒါမှမဟုတ်မယားကို စိတ်ဤသစ္စာမရှိတော့ဘဲကိုဤသစ္စာသာမရှိခြင်းပဲရှိနေတာထက်တော့မကောင်းဘူးလား ရှင်ဥပရိသေဖြစ်လာဖို့ရာရုပ်ဖြောင်းဖို့တတိရှိဖို့နားလည်ဖို့တော့အတော်လိုတဲ့ကိစ္စပဲဟုသာကျွန်မပြောလိုက်ပါသည်အေးရင်ကွဲခြင်းနဲ့လင်းများကြတော့လေတားလို့မရနိုင်တော့ပါဘူးစုတ်ကိုကွဲတာပဲမဟုတ်လားအနောက်နိုင်ငံမှာဆိုရင် ဖောက်ပြားမှကွဲလို့ရမယ်ဆိုလို့လူငါးပြီးဖောက်ပြားစီအောင်ဆောင်ရတယ်လက်ဘူးလက်ချက်အမိခံရတယ်လို့တမင်လို့ယူရတယ်ရီနိုမျိုးကိုသွားပြီးကွဲယူရတယ် ျွန်တော်တို့စီလေဘာသာပြောင်းပြစ်လိုက်ပြီးခွဲယူရတဲ့လင်မယားတွေခဏခဏတွေ့ဖို့သာပဲမွတ်စလင်ကနေကက်သလစ်ကနေဗုဒ္ဓဘာသာပြောင်းပြစ်ပြီးခွဲယူရတဲ့တငယ်ချင်းမတွေခုဖြစ်ချမ်းသာချမ်းသာကြလို့တွေ့ရတယ်ကလေးရိကိစ္စထပ်ပြောမှုမယ်ကွာရှင်းနေဆိုတဲ့ကိစ္စဟာဆက်စုပ်ပွဲလို့ထင်နေတဲ့ခင်မှာမလွဲတာလို့ကွဲပွားရတဲ့မိဘရဲ့ကလေးတွေဟာစိတ်ထက်အများကြီးဖြစ်စင်းနိုင်တယ် မကွေးကွာဝန်းလို့ဟန်ဆောင်နေတဲ့ရံဖြစ်နေတဲ့ဖောက်ပြားနေတဲ့ဖိနှိပ်နေတဲ့နုံခံနေတဲ့အိမ်တော်များမှလည်းကလေးတွေဟာပိုးပြီးပျက်စီးနိုင်သေးတယ်။မတင့်တင်တော့ပဲမချစ်တော့ပဲအတူဆက်နေကြတဲ့မိဘတွေကိုဘယ်သားသမီးကကြီးညိုနိုင်မှလဲ။လူလိန်လူညာတွေကိုကြီးညိုတယ်ဆိုရင်လေဒီကလေးတွေဟာလူလိန်လူညာတွေအဖြစ်ရောက်ခဲ့ပြီ။မနှင်းစရာကောင်းအောင်ရောက်ခဲ့ပြီ။ ကျွန်တော်ဖြစ်စေခြင်းနဲ့အဲ့ဒီဥပရိသေဟာအိမ်အောင်ရေးရဲ့အဆုံးဆုံးသစ္စာတရားလို့တော့ဆိုလိုတယ်မထင်လိုက်ပါနဲ့ရေးရဲ့လက်ရှိအိမ်အောင်ရေးဥပရိထက်ပိုပြီးကောင်းမွန်နိုင်တဲ့ဤသည်ကလေးသာဖြစ်ပါတယ်ဘုဒ္ဓဘာသာ ထုံးစံညာလေးယောက်ျားတွေကိုတရားဝင်မိမအများယူနိုင်ဖို့လောလီဖောက်ပြန်ဖို့အပိအမြောက်ပြုထားတာရှိတယ်ဟိုတလောကဖက်လိုက်ရတာကတော့ မရကြီးကမကြည်နဲ့ရင်မရပြိုင်များဟာအမွေခွဲရမှာအခွင့်အရေးကောင်းကောင်းမရနိုင်တော့ဘူးလေယောက်ျားများအဖို့ဘာမှလည်းနင်းတာမတော်ပါဘူးခုနောက်ဆုံးဥပဒေအရမိမကအခွင့်မပေးဘဲယောက်ျားတယောက်သူ့သဘောနဲ့ကြွားရှင်းဝင်မရနိုင်ဘူးလို့ကြားတယ်အေးချပြီပြီလားတကယ်တော့လေအေးရလူသားလျင်ဗရဏဆိုတာအမှန်ပဲ ဥပရိဆိုတာမရင်ကျေးသေးသူတွေအတွက်ထိမ့်ချုပ်ဖို့လိုတယ်ဆိုပြီးလုပ်ယူထားရတဲ့စီမင်းမယ်တကယ်ပဲရင်ကျေးလာပြီးအထက်တန်းချလာပြီးဆိုတဲ့အခါကျတော့လေမတရားမှုတွေနေသွားပြီးဥပရိဆိုတာတောင်တကယ်မလိုတော့ပဲဖြစ်နေနိုင်တာပေါ့ကျွန်တော်စိတ်ကူးကလေးကတော့လင်းရဲ့မရရဲ့အခွင့်အရေးတွေကောင်းဘယ်တစ်ခုမှ မပိတ်ပင်ပါဘူးခွင့်ရေးသည့်ထပ်ပြီးယုံမေးဖြစ်တယ်ထင်ပါလေထုံးစံအတိုင်းမြင်တီးဝိုင်းမှအခါပေးလိုက်ပါသည်အခါရောပြီးရာကနရင်ငယ်ရွှေစာသာသနာရောက်နေကောင်းရင်ခုဒီချိန်ခါအခါရောပြီးရာကပြိတ္တိရုပ်ချင်းမြင်တိတ်ဆိတ်ညီသက်သွားပြီး ခေါင်းအလုံးသည်ခမ်းမကြီးတကားဝါသူ လေပြန်ကကြည့်နေကြပါတော့သည်ကျမကောင်းစွာတတိမထာမိလိုက်ပါ ထွက်စီပင်ယွန်းသည်ထင်ပါသည် ရုပ်ရှင်ကင်မရာများမိတဝင်ဝင်နေစတင်ရိုက်စဲငင်းရွယ်လပ်ပါသောသူတို့သမီးသည်ဘန်းလူရောက်တမင်းထိုင်မသိဘဝအဖိုးတန်တို့နှင့်စိန်တစ်ဖြက်ဖြက်လက်လျက်ပေါ်လာပါသည် တို့သမီးမှာရှစ်တန်းမင်းမအောင်သေးသောကျောင်းသူများသာဖြစ်သည်ကျမဤမျက်စိရှိတွင်ပင်ကြည်ပြင်းသွားသောကလေးမဖြစ်သည်အသက်၁၆နှစ်ပင်မပြည့်သေးပါမျက်နှာကိုအရောင်များစွာဘလူးချေလေထားတော်လေနုနေငယ်ရွယ်လှသည်သည်ကိုမဖုံးအောင်နိုင်ကြပန်းရောင်ပလဲများဝတ်ဆံတတ်သည့်ဘဝသည် ဘီစရုံနောက်မှာတွန့်ရာမှာဖြာ၍ရှင်နရစွာကြသည်ကိုအပြိုရန်လေးယောက်ကဖိမကိုင်း၍လိုက်လာကြပါသည်သူတို့လည်းသူတို့သမီးလိုလှနေကြသည်ငယ်ရွယ်ကြသည်ရှက်နေကြသည်သူတို့နောက်မှာသူတို့သမီးအဖေမိသည်ရှင်တွဲ၍လိုက်ပါလာသည်မာနတက်နေသောမျက်နှာကိုစီနှင်မိသူကကိုကိုကိုင်းညာခတ်တိုးတိုးလေးသာဖြင့် ခင်ခင်ဝိုင်းသမီးလေးကခင်ခင်ဝိုင်းငယ်ငယ်ကလူပဲနော်ပိတ်ပိတ်ရှိရှိကလေးကြီးလာရင်တော့ခုသူ့မိလူပဲဝဝတုတ်တုတ်ဖြစ်သွားမှထင်ပါရဲ့ဒါထက်သူတို့သမီးလေးကတော်တော်ငယ်တယ်ထင်တယ်ကျမက16နှစ်လောက်ရှိမှာပေါ့တိတ်ငယ်သေးတယ်ပညာသင်မှုအများကြီးလူသေးတယ်လက်ထပ်ဖို့အသိဖြစ်အောင်မဲ့အရွယ်မဟုတ်ဘူးထင်ပါရဲ့အသိဖြစ်ဆရာမလိုပါဘူးအချက်ကသင်ကြားသွားမှာပေါ့ ပြီးတော့ငယ်တော့ပုံပြီးတက်လွယ်လိမ့်မယ်အယုံမရင်သေးဘူးခေခင်ဝိုင်းကြည့်ရတာတော့ငငယ်ကချောင်းနေပတ်လို့တတိမရစီတော့ဘူးဟူသူကပြောပြန်သည်စပွဲများချက်နေသဖြင့်လူအချင်းချင်းကတ်နေလေရာသူပြောသည်ကို ကြားသွားတော့ဘေးကမိမဝါဝါကကျေလောင်သောနေသဖြင့်သူ့ကိုလူလူကျမကိုလူလူပြောပါသည် ်စင်စစ်သူမိမကိုပွဲနန်းတခါ၌တွေ့ဝူးပြီးမကြာခဏမိတ်ဆက်ပေးခြင်းခံရတော့လေနာမည်မမှတ်မိပါ အတွင်းဝန်ကတော်တရားဟူထင်မိပါသည်စကားများသောအတင်းပြုတ်တဲ့သောမိမဟုမှတ်မိပါသည်မဝိုင်းလူကတည်ဖြစ်နေတာကြားပြီးတင်းတရားတော့အနေလေးချမ်းသာမယ်သမီးမင်္ဂလာဆောင်မကိုနှစ်သိန်းဝယ်ဖြုံးပစ်တာအေးလေးနှမျောနေလေပို့ပေါ့သူ့လင်ကမယားတွေယူထားတာပွားနေတာပဲ။ သူတော်မူဒလောကဗေဒင်ရေရာလုပ်ရင်ဗေဒင်ဆရာနောက်ပါတော့မလို့သူ့လင်ကဗေဒင်ဆရာကိုငွေ1000ပေးပြီးမိုးကုတ်ဖက်လွတ်လိုက်ရတယ်ဆိုလားအေးလေလူတရရနေတော့လေစင်ခံကိစ္စပဲမဲရတော့တာပေါ့ဟဲဟဲအနာရဟန်ရှိသောဘေးမှ မျက်နှာချင်းတူသည်ဖြင့်ညီမဖြစ်နိုင်သောတိတ်မဝလာသောမိမကဝင်ပြောပြန်၏တမီးလေးကတော့ချစ်စရာလေး ရိုးရိုးအေးအေးပဲတဲ့သူကြိုက်တဲ့ကောင်းလေးကပညာတော်တာတခုပဲဘာမှမရှိဘူးလေအလုပ်ကဆောင်ဝင်ကလေးပဲအဲ့ဒီကောင်းလေးနဲ့ဇာတာချင်းမထည့်ဘူးဆိုမသိပါဘူးမမရေပြောကြတာပဲဘယ်နဲ့ပြောကြတာရမလဲဇာတာချင်းကိုမထည့်လို့ဘေးရင်ဆရာကြီးပြင်ပင်ပြီးရရချိန်လိုက်ရတာ၃လေးလောက်ကြာပါဘူး မင်္ဂလာမဆောင်ခင်ကိုညာတိတိရွှေရကုံဘုရားပေါ်မှာလျောင်းတော်မူတစုရှိမှသွားပြီးကတော့အေးရတဲ့တို့များတို့လင်းတယောက်ဒီလောက်အောက်ကြခံမိဘူးပါဘေးရင်ဆရာတွေဟောတယ်တဲ့မင်္ဂလာဆောင်မှာတကယ်ကောင်းမြတ်တဲ့အချိန်ခါရောက်ရောက်ချင်းစက္ကန့်မလွယ်ဘိသိက်သွန်းရမယ်တဲ့အနောက်ရှာအကြီးအကျယ်ပေါ်တတ်တယ်တဲ့ပေါ်ရင်ကွင်းရင်ကွင်းမကွင်းရင်သရုတ်သမီးသိမယ်တဲ့ ဒါကြောင့်ထင်ပါရဲ့ခုနသတို့သမီးနားဖို့အခန်းထဲဝင်ကြည့်တော့ကရော့ပွဲတွေကိုဖျောင်းနိုင်တွေကိုလှိုင်းနေတာပဲဖျောင်းနိုင်တွေကလည်း special တော့ရွှေတွေချထားတာဝင်းနေတာပဲမင်္ဂလာဆောင်ပြီးရင်အင်္ဂလန်သွားပြီးကျောင်းဆက်နေကြမယ်ပြောတာပဲကောင်မလေးကစေတန်းအောင်မအောင်သေးဘူးကလေးအမိကျောင်းသူဖြစ်အောင်မှာပေါ့လေစိတ်ညစ်စရာ ကောင်းလေးကတော့ကလေးခွဲစိတ်ကူးတာမှုပါတကူဘွဲဆိုလာယူမလို့တယ်ပတ်စံအရေးကြီးတာပါပဲလင်မယားနတ်ဖတ်တယ်ဆိုတာအလကားစကားလင်မယားပတ်စံဖတ်တာပတ်စံသူရောချမပါပြုံးတာနေလိုက်ကြပါသည်မိမနှစ်ယောက်သည်တဖက်နဲ့သွားပြီး ခြေလောင်သောလေတန်းနှင့်ဆက်လက်၍ထိုမင်္ဂလာဆောင်ဤဈေးစကားများကိုအသေးစိတ်တွက်ချက်ကြပြန်လေ၏ သူကပြုံးမြဲပင်နဖူးပေါ်မှာပင့်တယ်မရသောစံခွေကြောင့်တိမ်မွေးပါလျက်ရဲတင်းပုံရနေသည်တိမ်မွေးတော်လဲရဲတင်းသည်မှာအမှန်ဖြစ်လေသလားသူကပြုံးမြဲပင်ပို၍တိုးတိတ်စွာလင်းနဲ့မရအချစ်ပဲဖတ်ရမှာမဟုတ်လားအေးရစိတ်ကူးလွှဲလိုက်တာဟုပြော၍ရေမောလိုက်သေးသည် စောစောကမိမဝဝသည်ဘာအချားမသည်မသိသူ့ကိုပြုံးရေကဟုတ်ပါရဲ့ရှင်စိတ်ကူးလွဲလိုက်တာဖိတ်သိမ့်သုံးမဲ့အချိန်ကတိတိကျကျ53မိနစ်ခွဲလိုသေးတယ်ဆိုတော့ဘာလို့ပို့သလောက်စောကြီးတို့သမီးတို့သားကိုဖွဲထုတ်နေမှလဲဒီလောက်ချာကြီးဩဘာစာညွန့်နိုင်နေထားအောင်ခလေးရိညောင်းကုန်မှာပေါ့ဩဘာစာယူပြီးတော့ရုပ်ပိုက်ဆုံးဝင်းစုံအောင်မှာမမရဲ့ ဘယ်သူဆုံးမလဲတင်တင်မြလားညီမလဲထင်ပါရဲ့ကြည်ပဲဘာမှမရေရဘူးရတုပိုက်ဆုံးဆုံးမြအေးကြည်ဆိုပြတာတခါချမှုပါလေပြင်းเสียကောင်းလိုက်တာမပြောပါနဲ့တမိငါးရန်းလုံးကအစိုးပြိုင်မွေးဝင်ရတော့ငါပေါ့အဖွားကြီးစီနေစဉ်သွားတင်ရတာဆုတော်ရလာတယ်သူနဲ့ကျမတို့တိတ်ဆိတ်နေကြသည်တွင် ထိုညီမလည်းတိတ်ဆိတ်သွားပြန်ပါသည်သူတို့သာဖြတ်သွားသည်ကို ကျမတည်တည်ချာချာမကြည့်လိုက်မိပါစင်မြင့်မောနေရာ ယူကြမှမြင်ရတော့လေခညူညူပပလျာလျာဟုသာသိရပါသည်သူတို့သားမှာ24နှစ်ခန့်ရှိပြီးဣန္ဒြေယယဉာဏ်ထမှန်မှန်ပင်ဖြစ်သည် သူမိဘနှစ်ပါးမှာ ခင်ခင်ဝိုင်းတို့လင်မယားလောက်မျက်နာရဲဝံ့ခြင်းမရှိပင်မာနတက်ခြင်းမရှိပင်စင်မြင့်ပေါ်၌မြ мян ထိုင်ကြပါれသူတို့၌စိတ်အငဲသာပြိုးပြက်လေ၏ကောင်းလေးဘက်ကနည်းနည်းနွမ်းတာပေါ့သူ့ဖေက အရာရှိတော်မဟုတ်ဘူးတဲ့စရေးကတဖြည်းဖြည်းတက်လာတာမျိုးနဲ့တူပါれရုံးဝန်တော့ဆိုလားမင်္ဂလာဆောင်ဖိတ်စာရိုက်ခါနေမှာ မဖြစ်ချေဘူးဆိုပြီးမဝိုင်းလို့ချေလဲလိုက်တာပေါ့မန်နေဂျာဖြစ်သွားတယ်ဖိတ်စာတယ်လှလှပပပါသွားတာပေါ့မီတုံဝင်ဝင်နေရုပ်ရှင်ရိုက်နေသောကင်မရာတစ်လုံးသည်ပြိတ္တဖတ်သူလှဲ့လာရာ စကားပြောနေသောမိန်းမနှစ်ယောက် အန်းနေကြပြီးမှမျက်လွာချကပြုံးလျက်နေလိုက်ကြသည်သူကမန္တကားအပြင်ဘက်သို့စုံမတ်စွာငေးမောနေပြန်သည် အပြင်၌တာယာအေးချမ်းမြဲပင်ရေကူးကန်ရေပြင်သည်ခန့်ညင်ညိမ်ပင်ကရက်ထနေသည် လိုင်းနုံနုံများဤနေသည်ညသားပမာစိမ့်လဲ့နေသည်ကျမလေးလေးလံကျွတ်ဆက်သောအဝတ်များကို ချွတ်ပုံခဲ့ကရေပေါ်၌ပလက်ဖို့၍နန်းနေလိုစိတ်ပေါက်လာပါသည်အပြင်သွားရအောင်ပါအေးရေစကားပြောရတာပိုလွတ်လပ်မင်း သူကခတ်တိုးတိုးခေါ်ပြန်มาသည်လူတွေတိတ်ကျက်နေပြီဘယ်ထွက်လို့ရတော့မလဲပြီးတော့သူတို့သမီးသူတို့သားပွဲထုတ်ပြီးမှထွက်ရင်ပူအားနာစရာကောင်းမှာပေါ့ဟိုဂျမားကဖြည့်ဤဒီတကားကဖွင့်လို့မရဘူးလားမသိဘူးဟိုသူကအသာကလေးလှမ်း၍တွန်းကြည့်လေဤဖွင့်လို့ရတဲ့တကားမျိုးမဟုတ်ဘူးထင်ပါရဲ့အံ့ဩဖို့ကောင်းလိုက်တာမှန်ခွဲပြီးသာထွက်သွားချင်တာပဲ ကျွန်တော်လာတော့ကတီးဝိုင်းခဏနားထောင် ဥပဒန်းနဲ့စကားပြောစရာရှိတာခဏသွားပြောပြီးညံ့ညံ့ပြဲမဲစိတ်ကူးပြီးလာတာအေးနဲ့တွေ့လို့ပြောစရာတွေရှိလို့ပြောလို့တော့မပြေးသေးပါဘူးဒီမှာမပြောချင်တာတခုပါပဲဘဲတက်နိုင်မလဲဒီမှာပဲပြောရမှာပဲကျွန်တော်သားကလေးတော်တော်ကြီးရောပေါ့16နှစ်ကျော်ပြီပေါ့ခက်ညံ့ညံ့ပဲစာတော်တယ်လိမ့်ပါတယ် ဒါပဲလားစာတော်တာကောင်းပါလေကျောင်းစာအပြင် စာဖတ်ကောဝါသနာပါရဲ့လားနုနုကတော့တွေးကြချစ်ကြလွမ်းကြတဲ့ဝတ္ထုလားဥဖတ်တာကျမရဲ့အိမ်မှာနေကြတာပဲကျမရဲ့စာအုပ်တွေလည်းရှစ်စာအုပ်တွေလိုပါပဲဘာသာရက်စုံပါလေနိုင်ငံရေးတော့ကျမဝါသနာမပါလာပါဘူးစမ်းသက်ယုံပါပဲကျေးဇူးပါပဲဟုတ်သူကတပြင်းချလေ၏ ဒီလိုဆိုရင်ကျွန်တော်သားဟာနုနုရဲ့ကစားစရာအယုံများလို့မထင်နိုင်တော့ဘူးပေါ့သူရိုးဖြောင်ရဲ့လားတတိရှိရဲ့လားရဲရဲဝုံဝုံတွေးခေါ်တဲ့သလားနိုင်ထက်စင်းနေစိတ်ဓာတ်ကင်းရဲ့လားအမှုပညာဝါသနာရှိလားကျမသည်မျက်ရည်အနေငယ်ဝေးလာပါသည်သူ့မျက်လုံးများ၌ဝေးလာသောမျက်ရည်များကိုလည်းမြင်ရပါသည်ကျမတို့စကားမပြောဘဲခဏနေကြပြီး ရှင်ဘာဖြစ်လို့လာမကြည့်နိုင်တာလဲဟုမင်းမိပြန်ပါသည်ကျွန်တော်တို့သားမိကိုခဏခဏတွေ့ပါတယ်ဟုသူကဖြေးလေးစွာဝန်ခံလေ၏ဘုကျုပ်စည်းမှာနုနုအလုံးလုံးတဲ့အကြောင်းမှာတားတက်တဲ့အကြောင်းမှာရုပ်ရှင်ယုံမှာစုံမီးစကားတော့မပြောဘူးပေါ့နုနုရှင့်ကိုတွေ့တယ်လို့တကားမှပြန်မပြောဘူးကျွန်တော်အဝေးကပဲလိုက်ကြည့်တာပဲ နုနုနဲ့ကျွန်တော်မှပြောစရာစကားလည်းမရှိဘူးထင်ပါတယ်အထူးသဖြင့်ကျွန်တော်မှပြောစရာမရှိဘူးထင်ပါတယ်အဲ့ဒီကောင်လေးနဲ့ဇာတာချင်းမထည့်ဘူးဆိုမသိအောင်မမရေပြောကြတာပဲဘယ်နဲ့ပြောကြတာရမလဲဇာတာချင်းကိုမထည့်လို့ဘေးရင်ဆရာကြီးပြင်ပြင်ပြီးရရချိန်လိုက်ရတာ၃လလောက်ကြာပါဘောမင်္ဂလာမဆောင်ရင်ကိုညာတိတိ ရွှေကုံဘုရားပေါ်မှာလျောင်းတော်မူတစုရှိမှသွားပြီးကတော့အေးရတဲ့တို့များတို့လင်းတယောက်ဒီလောက်အောက်ကြခံမိဘူးပေါ့ဘေးရင်ဆရာတွေဟောတယ်တဲ့အင်္ဂလာဆောင်မှာတကယ်ကောင်းမြတ်တဲ့အချိန်ခါရောက်ရောက်ချင်းစက္ကန့်မလွယ်ဘိသိမ့်သွန်းရမယ်တဲ့အနောက်ရှေ့အကြီးအကျယ်ပေါ်တတ်တယ်ပေါ်ရင်ကွင်းရင်ကွင်းမကွင်းရင်သရုပ်သမီးသိမယ်တဲ့ဒါကြောင့်ထင်ပါရဲ့ ခုနသတို့သမီးနားဖို့အခန်းထဲဝင်ကြည့်တော့ကြော့ပွဲတွေကဖျောင်းနိုင်တွေကလှိုင်းနေတာပဲဖျောင်းနိုင်တွေကလည်း special တော့ရွှေတွေချထားတာဝင်းနေတာပဲမင်္ဂလာဆောင်ပြီးရင်အင်္ဂလန်သွားပြီးကျောင်းဆက်နေကြမယ်ပြောတာပဲကောင်မလေးကစေတန်းတော့မအောင်သေးဘူးကလေးအမိကျောင်းသူဖြစ်အောင်မှာပေါ့လေစိတ်ညစ်စရာ ။ကောင်လေးကတော့ကလေးခွဲစိတ်ကူးတာမှုပါတကူဘွဲဆိုလာယူမလို့တဲ့။ပတ်စံအရေးကြီးတာပါပဲ။လင်မယားနတ်ဖတ်တယ်ဆိုတာအလကားစကား။လင်မယားပတ်စံဖတ်တာပတ်စံ။သူရောချမပါ ပြုံးတာနေလိုက်ကြပါသည်။မိမနှစ်ယောက်သည်တဖက်လှည့်သွားပြီးခြေလောင်သောလေတန်းနှင့်ဆက်လက်၍ဒုမင်္ဂလာဆောင်ဤဇေယစကားများကို အသေးစိတ်တွက်ချက်ကြပြန်လေ၏ သူကပြုံးမြဲပင်နဖူးပေါ်မှာပင့်တယ်မြသောစံခွေကြောင့်တိမ်မွေးပါလျက်ရဲတင်းပုံရနေသည်တိမ်မွေးတော်လဲရဲတင်းသည်မှာအမှန်ဖြစ်လေသလားသူကပြုံးမြဲပင်ပို၍တိုးတိတ်စွာလင်းနဲ့မရအချစ်ပဲဖတ်ရမှာမဟုတ်လားအေးရဲ့စိတ်ကူးလွဲလိုက်တာဟုပြော၍ရေမောလိုက်သေးသည် စောစောကမိမဝဝသည်ဘာအချားမသည်မသိသူ့ကိုပြုံးရေကဟုတ်ပါရဲ့ရှင်စိတ်ကူးလွှဲလိုက်တာဖိတ်သိမ့်သုံးမဲ့အချိန်ကတိတိကျကျ53မိနစ်ခွဲလိုသေးတယ်ဆိုတော့ဘာလို့ဖို့သလောက်စောကြီးတို့သမီးတို့သားကိုဖွဲထုတ်နေမှလဲဒီလောက်ချာကြီးဩဘာစာညွန့်နိုင်နေထားအောင်ခလေးရိညောင်းကုန်မှာပေါ့ဩဘာစာယူပြီးတော့ရုပ်ပိုက်ဆုံးဝင်းဆူအုံးမှာမမရဲ့ ဘယ်သူဆုံးမလဲတင်တင်မြလားညီမလဲထင်ပါရဲ့ကြည်ပဲဘာမှမရေရဘူးယတုပိုက်ဆုံးဆုံးမြအေးကြည်ဆိုပြတာတခါချမှုပါလေပြင်းเสียကောင်းလိုက်တာမပြောပါနဲ့သမီးငါးရန်းလုံးကအစိုးပြိုင်မွေးဝင်ရတော့ငါပေါ့အဖွားကြီးစီနေစဉ်သွားတင်ရတာဆုတော်ရလာတယ်သူနဲ့ကျမတို့တိတ်ဆိတ်နေကြသည်တွင် ထိုညီမလည်းတိတ်ဆိတ်သွားပြန်ပါသည်